ကဲညီကိုရင်အားလုံးမင်္ဂလာပါကျွန်တော်တို့ရဲ့ Glory United YouTube Channel နဲ့ Facebook Page မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဆိုတော့ဒါရောက်နေတာလည်းရောင်းချွေရစီဆိုတော့ဒီအပြောင်းအလဲအကြောင်းပဲထပ်ပြီးတော့ပြောရအောင်ပဲဗျာဆိုတော့ဒီဗီဒီယိုမှာလည်းကျွန်တော်ညီကိုရင်နဲ့အတူတူ United အသင်းရဲ့ဒီ transfer နဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အမြင်လေးနည်းချင်းတော့ကိုကျွန်တော်ထပ်ပြီးတော့ဆွေးနွေးသုံးသပ်သွားခြင်းနဲ့အရင်ကြီးထွေတူးတူတော့မဟုတ်ပါဘူးဆိုတော့ဒါ ပထမဆုံးအနေနဲ့ပြောရရင်ဂျီကိုရီအားလုံးလည်းတည်ပြီးသားပြီဗျာကျွန်တော်တို့မန်ချက်စတာယူနိုက်တက်တင်ရတာမသိရဲ့ကွန်ရာကိုခေါ်ယူနိုင်ခဲ့ပြီပြီးတော့ဒီအန်ဗွန်မွန်းနဲ့ရလေကသမားနဲ့ရတာသဘောတူညီမှုရခဲ့ပြီလို့ကျွန်တော်ပြောလို့ရတယ်ဒီအပြောင်းအလဲဖြစ်မြောက်ဖို့ဆိုရင်ကျွန်တော်တို့ကဒီ brand ဖို့အသင်းနဲ့ပဲဒါပြောင်းရွှေ့ခြင်းညှိနှိုင်းစရာပဲလို့တော့ဒါပေမဲ့ဒီအပြောင်းရွှေ့ခြင်းညှိနှိုင်းနေတဲ့နေရာမှာလဲ brand ဖို့ကခေါ်တဲ့ဈေးနဲ့ကျွန်တော်တို့ဒီဘုတ်ခွဲရပြီးခြင်းတဲ့ဈေးနဲ့ရတာတော်တော်လေး gap ဖြစ်နေတာကိုတွေ့ရတယ်ဒါပေမဲ့ကျွန်တော်ယုံကြည်ရဗျာဒီဘုတ်ခွဲအနေနဲ့အကောင်းဆုံးအနေထားနေပြီးတော့ညှိနှိုင်းပြီးတော့ ီအန်ဘိုမိုးကိုခေါ်ယူနိုင်လိမ့်မယ်အန်ဘိုမိုးကကျွန်တော်တို့ဒီ transfer data ဒုတိယမြောက်ခေါ်ယူခေါ်ယူမှုဖြစ်လာမယ်ဆိုတော့ကျွန်တော်ကကျွန်တော်ကတော့ယုံကြည်တယ်ဆိုတော့ဒီအပြောင်းရွှေ့ရဒီ club hockey မတိုင်ခင်ပဲဖြစ်သွားမလား club hockey ပြီးမှဖြစ်မလားဒါကျွန်တော်တို့မသိကြတာဆိုတော့အဲ့အတိုင်းက အဲ့ဒီအတွက်ကတော့ဒါထက်ပြီးတော့စောင့်ကြည့်တော့ရမယ်။ဆိုတော့ကျွန်တော်တို့ဒီရာဒီအပြောင်းဖြစ်အတွက်ဆိုရင်ကျွန်တော်တို့ကဒါ nespan အရာတန်တရာဝင်ကျင်လောက်ပဲရတယ်။ရတဲ့အချိန်မှာတကယ်လို့ဒီ ample move ကိုခွန်နိုင်ခဲ့မယ်ဆိုရင်ကျွန်တော်တို့နောက်ကစားမခေါ်ယူဖို့ကအရင်ကြီးမလုံလောက်တော့ဘူးလို့ပြောလို့ရတယ်။ဆိုတော့ဒီမတိရဲ့ကွန်ညာကိုကျွန်တော်တို့ကဒါပေါင်62.5တန်ပေးရတဲ့အချိန်မှာဒါ installation နဲ့ဆိုတော့ဒါ25တန်လောက်တော့ပေးရမယ်။ဆိုတော့ ample move ရဲ့ဒီ payment ကဘယ်လိုလာမယ်တော့မသိဘူး။ဒါပေမဲ့ကျွန်တော်ထင်တယ်ဗျ installation နဲ့လာတယ်ဆိုရင်တော့မှနောက်ကစားမခေါ်ယူဖို့အတွက်ဒါလုံလောက်လောက်ကြီးတိတော့ရှိမနေတော့ဘူးလို့ကျွန်တော်မြင်တယ်။ဆိုတော့ဒီနောက်ကစားမခေါ် ်ယူဖို့ဆိုရင်တော့နောက်ထပ်ဒီဆိုင်းကြီးတွေထပ်လုပ်ဖို့ဆိုရင်ကျတော့ကျွန်တော်မန်ချက်စတာယူနိုက်တက်တင်ရတာအကြောင်းဘက်ကိုအရင်သွားရအောင်ပါဆဲတူပိုင်း option နဲ့ပဲသွားမှရတော့မယ်ဆိုတော့ကစားမားတွေကြောင်းရမယ့်အပိုင်းကိုပြန်ပြီးတော့လောရမယ်ဆိုခက်တာလေအဲ့ဘိုင်းလိုပဲကျွန်တော်မြင်နေကြ။ဆိုတော့ကျွန်တော်အတင်းရအခုလက်ရှိဒီမနစ်ကစီစဉ်ရောဒီစီစဉ်ရောဒါဆိုင်းကြီးတွေကိုချိမယ်ဆိုရင်လူခေါ်ဖို့ကအလောက်ကြီးကြီးရမ်းမခက်ဘူးပြ။ကျွန်တော်တို့ဒီကောင်းမွန်တဲ့ plan တွေ project တွေချပြနိုင်တယ်။ပြီးတော့ဒီအတင်းရ Python သုံးနိုင်တယ်ဆိုရင်ကျွန်တော်တို့ကလူကခေါ်လို့ရနေတော့မယ်။ဒါပေမဲ့ခက်တာက ကျွန်တော်ဒီရားဖို့ကြတော့တော်တော်ကြီးကိုဒုက္ခရောက်နေရဲ့ကျွန်တော်ရားဖို့ဒုက္ခရောက်နေတဲ့အပိုင်းဆိုရင်လည်းကြည့်ပြအခုဂျေနန်ဆန်ဆိုဆိုရင်လက်တာကျွန်တော်မန်ချက်စတာယူနိုက်တက်တင်ကိုပြန်ရောက်လာပြီကျွန်တော်ဆိုရင်ဒီကစားသမားအတွက်ဒါပေါင်25တန်တရားဖို့ရပြီလို့တွေးထားတဲ့အထက်မှာပါတယ်ဒါပေမဲ့ဒီကစားသမားအခုချယ်ဆီနဲ့ညီနိုင်ဆွေးနွေးမှုလုပ်တဲ့ချိန်မှာလုံးဝအဆင်မပြေဖြစ်သွားတယ်ဆိုတော့ချယ်ဆီကဒါကျွန်တော်တို့ရောချင်း5တန်ပေးပြီးတော့ပဲချယ်ဆီကဒီကိုပြန်ပို့လိုက်တယ်ပေါ့ဆိုတော့ဆန်ချူကတော်တော်လေးရုပ်ပေါက်တယ်လို့တော့ကျွန်တော်ကတော့မြင်တယ်ဗျာသူ့အနေနဲ့ဗျာသူ့ရဲ့ကစားသမားဘဝကဒီထင်တယ်လို့ကြည့်တယ် အမြင့်မှာရှိမနေဘူးဗျာသူကစားသမားဘဝလည်းတဖြည်းဖြည်းနဲ့ကြနေရဲ့အဲ့လိုကြနေတဲ့အချိန်မှာကျွန်တော်ထင်တာကတော့ဗျာချယ်ဆီမှာပဲဆက်နေပြီးတော့သူ့ရဲ့ကစားသမားဘဝကိုပြန်ပြီးတော့ revive လုပ်တင်တယ်ဗျာဆိုတော့ဒီမှာချယ်ဆီနဲ့သူတို့ဒီ salary ကိစ္စညှိတဲ့အချိန်မှာအဆင်မပြေဖြစ်သွားတာဆိုတော့ Sancho ကကျွန်တော် Manchester United team မှာပေါင်3သိန်းရနေဗျာတစ်ဖက်ကိုဆိုတော့ဒါကဟိုတခြားသင်းတွေကတခြားသင်းတွေဆိုရင်သူ့ကိုတရားဟောမပေးဘူးဗျာကျွန်တော် Manchester United team သာဒါတလွဲ strategy တွေအကြောင်းမလို့ကျွန်တော်တို့ကပေးခဲ့ရတာ Sancho နေနဲ့ ုတခြားတင်းတွေကသူ့ကိုအဲ့အမောက်မပေးချင်ဘူးဆိုတော့သူကောင်းကောင်းနားလည်တင်တယ်ဆိုတော့ဗျာဒီ Chelsea နဲ့ဗျာဒီ salary ကိစ္စကိုကောင်းကောင်းနဲ့ညှိနှိုင်းခဲ့တင်တယ်ကျွန်တော်ထင်တယ်ဟိုပြောချင်တာကဗျာသူ့အနေနဲ့ဒါ तू ကကျွန်တော်ထင်တယ်ဗျာနှစ်သိန်းလောက်စီကို short မယူလို့မို့ Chelsea ကဒါလက်မခံတာလို့ပဲကျွန်တော်ကတော့မြင်တယ် Chelsea ကနှစ်သိန်းလောက်ဆိုရင်ကိုသူတို့ပေးဖို့ရများတယ်ဗျာကျွန်တော်ပြောချင်တာ Chelsea နှစ်သိန်းကိုဓာတ်ရိုက်ပေးမှာတော့မဟုတ်ဘူးဘာလို့ဆိုရင်သူတို့တင်းရတာ residence ကိုတောင်းမှသူနှစ်သိန်းခွဲပဲပေးရတယ်တပတ်ကိုဒီကိုပါမှဆိုရင်ဒါတသိန်း900တောင်း Moscow City လို့ဆိုရင်ဒါတသိန်း900အများ Chelsea မှာရှိတဲ့ကစားသမားအများစုကတသိန်း900နဲ့တသိန်း ၄တောင်းဝင်းချင်ချာမှာများတယ်ဗျာဆိုတော့စန်ချိုလိုကတော့မဟုတ်နှစ်သိန်းတည်းပြီးဖို့ရတော့ခက်တယ်ဒါမဲ့ဗျာဒီတသိန်းခွဲလောက်ယူပြီးတော့ကျန်တဲ့၅တောင်းကိုဒါပွဲထွက်ခွင့်ပေါ်မှာမူတည်တာလို့ပေါ်ဖော်မန့်ပေါ်မှာမူတည်တာလို့ဒီအလောင်းရန်အနေနဲ့ပါမယ်ဆိုရင်ဒါအဆင်ပြေနိုင်တဲ့အနေထားမှာရှိတယ်ခုစန်ချိုကဗျာအဲ့အမောက်တီကိုဆင်းမယူနိုင်တာဆိုတော့ကျွန်တော်နားလေရတော့တော်တော်ခက်တယ်ဒီကတော့မအဲ့လောက်ဆင်းယူလို့လည်းဒါမွဲမတော့ပါဘူးခုကျတော့သူ့ပုံစံကဗျာဒီဘောလုံးတွေပိုက်ဆံကိုပို့ပြီးတော့ တံပိုးထားနေတဲ့ပုံစံဖြစ်နေရဲ့ဆိုတော့ကျွန်တော်တို့အတင်းရလဲဒါသူ့ကိုဒါချက်တီးရကြောကြီးပေးမယ်ဒီလို decision ပြီးသွားတယ်ကသူနဲ့ပြောပြီးသားပေါ့နော်သူ့ကိုလည်းအတင်းနဲ့ပူးပေါင်းခိုင်းမှာမဟုတ်ဘူးသူတို့ကတော့ရောင်းမှာဆိုတော့ဆန်ချူကလည်း तू ကလည်းအတင်းမှာနေမှာတော့မဟုတ်ဘူး तू ကလည်းထွက်မှာဆိုတဲ့ပုံစံမျိုးဒါနှစ်ဦးနှစ်ဖက်ကနားလည်မှုယူပြီးပြီ ဟိုအခုချိန်မှာကျွန်တော်များဒီဆန်ချိုကိစ္စဆိုရင်ကျွန်တော်အတင်းရတဲ့ဆန်ချိုရောင်းဖို့အတင်းရှာရမယ်ဆန်ချိုကိုယ်တိုင်ရတဲ့သူပြောင်းဖို့အတင်းရှာရမယ်ဒါပေမဲ့ကျွန်တော်အမြင်အရပြောရင်ဆန်ချိုရဲ့အပြောင်းရွှေ့အများဆုံးဖြစ်လာနိုင်ကြည်ကအငား option လောက်ပဲသူတင်းတင်းရသူ့ကိုအငားခေါ်မယ်လာတာကိုကျွန်တော်မန်တက်ဆာယူနိုက်တက်တင်းရတက်ဝက်ပေးရမယ်ဆိုတဲ့ပုံစံမျိုးပဲဖြစ်မှာဆိုတော့ကျွန်တော်တို့ရရင်တည်းအငားလောက်ပဲရဖို့ရအများတယ်ဗျာကျွန်တော်ဒီဝယ်နိုင်တဲ့အတင်းရတော့ရှားရတယ်လို့ထင်တယ်ကျွန်တော်ဝယ်တာဝယ်ခြင်းနဲ့အတင်းရှိရဆိုရင်တော့မှဒီလာတာကြောင့်မလို့သူတို့ဒီမဝယ်ဖို့ရတာလည်းများတယ်ဆိုတော့အဲ့လိုပဲနောက်တစ်ယောက်ကြည့်မယ်ဆိုရင် market raffle market raffle ဆိုရင်လည်းသူဘာစ ီလိုနာကိုပဲသွားချင်တယ်ရဆိုတော့ဘာစီကိုသွားချင်တာအပြင်းမဟုတ်ဘူးဆိုတော့ဘာစီကသူ့ရဲ့လာစားကိုမပေးနိုင်ဘူးဆိုတော့မာဂရက်ဘုတ်ဆိုရင်လည်းတပတ်ပေါင်း3သိန်းခွဲလောက်ရတယ်အဲ့လိုရတဲ့အချိန်မှာဘာစီကအဲ့ရဲ့လာစားကိုမပေးနိုင်ဘူးဆိုတော့ကျွန်တော်ထင်တယ်ဘာစီကဒီလာစားကြောင့်မို့လို့ပဲသူတို့မခေါ်ချင်တာလို့ပဲကျွန်တော်ကမြင်တယ်ဒီပြောင်းရွှေ့ကြေးအရာဆိုရင်ပြတာ40 50လောက်ကတော့သူတို့လည်းပေးနိုင်တယ်မပေးနိုင်ဘူးဆိုရင်တော့မှဒါအရေးကြပါညာနဲ့အတင်းနဲ့ညှိနှိုင်းမယ်ဆိုရင်ကျွန်တော်အတင်းရတဲ့လက်ခံမဲ့အနေထားတစ်ခုမှရှိတယ်ဆိုတော့ဒီ market rap ရဲ့ပြောင်းရွှေ့ကြည့်မယ်ဆိုရင်လည်းသူတို့ဆန်ချုံနဲ့တူတူပဲကျွန်တော်ကတော့အငါးအော်ရှင်နေနဲ့ပဲသွားမယ် ဒါသာလို့ကျွန်တော်အတင်းကတဝက်ထီတော့ပေးချင်နေရအောင်ပဲလို့ပဲကျွန်တော်မြင်တယ်ဆိုတော့ဒီကစားမနှစ်ယောက်စီကကျွန်တော်တို့ကဒါငားရန်ကားလောက်ပဲရမှာပါဗျာဒါပေမဲ့တခုကောင်းတာကတော့တို့ရဲ့ဒီလာသာတွေကိုထွက်ဝက်တိတိရှော့ချနိုင်နေဆိုရင်တော့အတင်းကဟိုမဆိုးတဲ့အချိန်တွေတခုတော့ရောက်သွားမယ်နောက်ထပ်ကစားမတွေကတော့ရောင်းဖို့ရအရင်ကြီးခက်မယ်လို့တော့ကျွန်တော်မမြင်ဘူးတို့ဂါနာချိုတို့ရက်စမန်ဝိုင်လန်တို့ဒီအန်တိုနီတို့ဒါတို့ကတော့ထိုက်တဲ့တဲ့ကြောင့်ဖြစ်ကြတဲ့ရမယ်ရောင်းနိုင်မယ်လို့ပဲကျွန်တော်ကတော့မြင်တယ်ဆိုတော့ကျွန်တော်ပြောချင်တာကဗျာတို့ကစားမတွေကရောင်းဖို့ရကစားမတွေများပြီမဲ့လေကစားမရောင်းရကုန်ရအဲ့လောက်ကြီးတိ များများမရနိုင်ဘူးလို့ကျွန်တော်ကတော့မြင်တယ်။ဆိုတော့ကလမားရောင်းလို့ရမယ်ဆိုရင်တကယ်လို့ထားရတော့ကျွန်တော်အတင်းကကလမား2ယောက်3ယောက်လောက်ရောင်းနိုင်ခဲ့ရတယ်ဆိုရင်ကျွန်တော်အတင်းဦးစားပေးဖြည့်မဲ့နေရ Center Forward လို့ပဲကျွန်တော်ကတော့မြင်တယ်။ဆိုတော့ဒါတကယ်လို့ဒီကြောင်းဖြည့်ချေကောင်းကောင်းရပြီးတော့ရောင်းနိုင်နေဆိုရင်တို့ဒီ Center Forward ကိုဒါ Yorkran နဲ့ Osimhen ကိုဦးစားပေးအနေနဲ့လိုက်လိမ့်မယ်။2ယောက်တည်းကဘယ်သူပဲရရတကယ်လို့ညှိနှိုင်းလို့အဆင်ပြေဆိုရင်တို့ဒီ2ယောက်ကိုဦးစားပေးအနေနဲ့စဉ်းစားလိုက်မယ်။တကယ်လို့အဲ့2ယောက်ကနေမှဘယ်လိုမှအဆင်မပြေဘူး။ကျွန်တော်အတင်းကရောင်းထုတ်ဖို့လည်းခက်တယ်။ရောင်းရငွေလည်းတိတ်ပြီးတော့မရဘူးဆိုရင်တော့ကျွန်တော်ဒီ Matita လောက်နေတော့ ော့မာဒီတာလောက်လည်း option ကထထားရဲဆိုတော့ဒီ center forward ကိုအရင်ဖြစ်လိမ့်မယ်ဆိုတော့ဗျာကျွန်တော်တို့ဒီကစားသမားရောင်းရငွေရနေပြီးတော့အရင်ကြီးမျှော်မှန်းလို့မရတဲ့အတွက်ဒီ central midfield ဖြစ်ပေါ်ရခက်တယ်သူတို့ကဒီ center forward ကိုပဲဦးစားပေးမှာဆိုတော့ center forward ကဒါအကောင်ကြီးကြီးကိုဖြစ်နိုင်မယ်ဆိုရင်ပိုက်ဆံတော်တော်သုံးအောင်မဲ့အတွက်ဒီ central midfield တွေကတော့အဲ့လောက်ပိုက်ဆံမကြမ်းတော့ဘူးဆိုတော့ကျွန်တော် personally ရဆိုရင်ကျွန်တော်နှစ်ယောက်လောက်ရောက်စေချင်တယ်ဆိုတော့ bruno ထွက်မယ်ဆိုရင်သုံးအောင်လောက်ရောက်စေချင်တယ်အခု bruno မထွက်ဘူးဆိုရင်တောင်မှ ကျွန်တော်တို့အတင်းရဲ့ဒီ budget အနေထားရဆိုရင်တရောက်လောက်ပဲခေါ်ခေါ်နိုင်တော့မှာဆိုဒီ certificate fee ကိုပြန်ပြီးတော့ကြည့်မယ်ဆိုရင်လည်းအခုဒီဘယ်ကစားသမားကိုခေါ်ခြင်းနဲ့ဆိုတော့တည်င်းအစနာလေးတောင်တက်မလာဘူးဗျာဒီ rumor အနေနဲ့ကိုတက်မလာဘူးဆိုတော့နားလည်ရတော့ခက်တယ်သူတို့ short list မှာမရှိဘူးကျွန်တော်ဒီရာသီအစမှာတော့ဒီရာသီကုန်ကန်ကြီးမှာတော့ဒီ Edison ကိုတော့ပြီးတော့မေးမြန်းချိတ်ဆက်တာရှိပြီမဲ့လေအတင်းအနေနဲ့ကျွန်တော်တော့အဲ့ကစားသမားပေါ်မှာစီးရရကြီးမရှိဘူးလို့ပဲကျွန်တော်တော့မြင်တယ်ဆိုတော့ဒီနောက်ဆုံးတက်လာတဲ့ report တွေရဆိုရင်လည်းဒီ Edison က sorry glad တွေကိုပဲပြောင်းဖို့ရများတယ် ဆိုတော့တခြားကစားသမားတော့ကျွန်တော်မမြင်ရမမြင်တော့ဘူးဗျဥမာရှိတယ်ဟိုကျွန်တော် personality ကိုခေါ်သိချင်တဲ့ကစားသမားတွေတော့ရှိပြီမဲ့လည်းမဖြစ်နိုင်ဘူးဗျာဆိုတော့ဒီကျွန်တော် United fan တွေတော်တော်များများပြောနေတယ်ဒီ Valiver တို့ Adam Warden တို့ဆိုရယ်ပြောင်းရွှေ့ခြင်းညာမဖြစ်နိုင်ဘူးအဲ့ဒါဆင်ရလဲဒီ sorry လေးကိုရောက်ဖို့ရများတယ်ဒါပေမဲ့ကျွန်တော်ဒီ personality ကကျွန်တော်ခေါ်သိချင်တဲ့တယောက်ဗျာကျွန်တော်သဘောကျတဲ့တယောက်တော့ရှိသေးတယ်သူကတော့ဒီ Monaco အသင်းရဲ့ခွင့်တဲ့ကစားသမားဒါလမိုင်းကင်မရာပေါ့ဆိုတော့ဒီကစားသမားလေးက မဆိုးဘူးဗျာစီနီဂေါလည်ရွေးတဲ့ကစားသမားလေးဟိုအသက်က22နှစ်ပဲရှိသေးတယ်ဒါပေမဲ့ဒီအရက်ကတော့9ပြီ9ပဲရှိရဲအရက်ကအရင်ကြီးကောင်းတဲ့ထဲမှာတော့မပါဘူး။ဒါပေမဲ့ကျွန်တော်အသင်းမှာလိုအပ်ဆုံးဖြစ်တဲ့ဒီ industry ကတော့သူ့စီမှာအပြည့်ရှိရယ်။ industry ကတော့တော်တော်လေးအားကောင်းတဲ့ကစားသမားဖြစ်တယ်။ तू ကဒီ defensive midfielder ပါပဲ။သူ့ရဲ့ position ကလည်းဒါပေမဲ့ तू က defensive midfielder position ဆိုပေမဲ့ဒီ မနူရဲ့ဥကားလေးတို့ဒီကက်စီရိုးနဲ့တော့နည်းနည်းကွဲထွက်တယ်သူက destroy only တီးတန့်တော့မဟုတ်ဘူးဗျသူရဲ့ဒီယာဒီမိုနာကို strat ကိုကြည့်မယ်ဆိုရင်လည်းကျွန်တော်ထင်တယ်သူကဒီ area jury one မှာက65ဝင်းကျင်ပါဆန့်လောက်ပဲရှိရတာဒါမဲ့ဆိုတော့ဟို defensive midfielder တယောက်အနေနဲ့တော့လောက်ရှိရဆိုရင်တော့ကျွန်တော်ကလက်ခံပေးလို့ရတယ် ါပေမဲ့သူ့မှာတခြားကစားသမားတွေနဲ့မတူတာသူ့ရဲ့ best range ကတော်တော်ကြီးကျယ်တယ်ဆိုတော့ pass ကလည်းတော်တော်လေးကောင်းမွန်တယ်ဗျာဒီ particle pad တွေဒီတော့ဒီ through ball တွေပြီးတော့ဒီ progressive pad တွေအရန်ထွက်တဲ့ကစားသမားဖြစ်တယ်နောက်တစ်ခုကဒီ queen လယ်မှာဒါ pad resistant ကောင်းတယ်ကျွန်တော် pad resistant ကတော့ကျွန်တော်အရန်ကြီးတော့ဟိုအရန်ကြီးကောင်းနေတဲ့ကစားသမားတော့မဟုတ်ဘူးဗျာ pad resistant ကကောင်းတယ်ကွန်ပိုရှာရှိတယ်ဒါပေမဲ့ကျွန်တော် United မှာရှိနေတဲ့ queen လယ်ကစားသမားတွေထက်တော့သူ pad resistant ကောင်းတယ်ဒါပေမဲ့သူကတိုးတက်လာနိုင်တယ်လို့တော့ကျွန်တော်မြင်တယ်ဗျာဘာလို့လဲဆိုရင်သူ့ရဲ့ဒီ naturally profile ကသူ defensive မိပြတာပဲ ဲ့ defensive ကိုအရန်အာတန်တဲ့ကစားသမားမဟုတ်တဲ့အတွက်ဒီဘိုင်းကဒီအတွေ့အကြုံနဲ့ပတ်သက်အတွေ့အကြုံတွေများလာအနေများဒီ composure ဘိုင်းကိုကောင်းလာမယ် pre resistant ဘိုင်းလည်းပိုကောင်းလာမယ်ဆိုတော့အဲ့ကစားသမားလေးကဒါ market value အရာလည်းအဆင်ပြေသလိုဖြစ်နိုင်ရင်အဲ့ကစားသမားလေးကိုခေါ်ခြင်းနဲ့ခေါ်စီခြင်းနဲ့ပေါ့နော်တကယ်လို့အတင်းကခေါ်ခဲ့ရဆိုရင်တော့အဲ့ကစားသမားအကြောင်းနောက်မှထပ်ပြီးတော့ဒီဒီတဲ့ဘုတ်ကျွန်တော်ပြောကြပါဗျာဆိုတော့ဒါကအခုလောလောဆယ်ဗျာ central midfield အတွက်ဖြစ်နိုင်ဆုံးကဒီကစားသမားလေးပဲကျွန်တော်မျိုးလုံးထဲမှာမြင်နေတယ် အတခြားကျွန်တော်ရှိနေဒီ online နားလည်းလာမယ်လို့တော့ကျွန်တော်မမြင်ဘူးပြသူလည်းဒါ astronomy လာမှာပဲအသားကြတယ်။ astronomy လာကနေခေါ်ဖို့ဆိုရင်လည်းဒီကမ္ဘာကို လေကျွန်တော်အနည်းဆုံး50 60လောက်ကတော့ပြီးရမှာပဲဆိုတော့ကျွန်တော်ကတော့ဒါ option မရှိတော့ဆိုရင်တော့ဒါလက်မိုင်းကင်မရာကိုကျွန်တော်ကဟိုခေါ်စီခြင်းနဲ့ဆိုတော့ဒီ software mifi sign key ကတော့ကျွန်တော်ထင်တယ်ဗျ premier league sign key ကတော့ဖြစ်နိုင်ချေတော်တော်နည်းသွားပြီဆိုတော့ဒီ christopher bebe ရဲ့ sign key တွေပဲလာမှာဆိုတော့ကျွန်တော်မသိတဲ့ကစားသမားတွေလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဟိုဘာပဲနေနေစောင့်ကြည့်တော့မှာဒါပေမဲ့ဒီမှာကျွန်တော်အဓိကပြောချင်တာအသင်းကသိကြရဗျာဒီနေ့ overhaul လုပ်မှာကတို့ဒီအခြေတန်းကိုပဲတို့ overhaul လုပ်ချင်တဲ့အတွက်ဒီကစားသမားတွေရောင်းရည်ဆိုရင်တော့မှာတိုက်စစ်ကိုပဲဦးစားပေးခေါ်လိုက်မယ် central mifi က ဒီဘန်နာရေးအခြေအနေပေါ်မှာမူတည်ပြီးမှသူတို့ဒီဖြစ်သိမ်းတဲ့အနေနဲ့ပဲဖြစ်ဖြစ်ဒီ rotation အနေနဲ့ပဲဖြစ်ဖြစ်ခေါ်လိုက်မယ်ဒါပေမဲ့ကျွန်တော်တို့ဒီ Bruno Fernandes တက်မထွက်ဘူးဆိုတော့ဗျာ experience ကအရာတော့ download တယ်ကျွန်တော်တို့လာမယ့်နှစ်မှာ Premier League မှာပဲတပတ်တပွဲဆိုတော့ potential sign ကြီးလောက်ဖြစ်တယ်ဆိုရင်လည်းအဆင်ပြေမယ်လို့တော့ကျွန်တော်ကတော့မြင်တယ် central midfield နဲ့ပတ်သက်ပြီးတော့ဆိုတော့ကျွန်တော်တို့ဒီ transfer မှာဆိုရင်ဘုတ်ခွဲတတော်ကိုအလုံးလုံးမအောင်ရလိမ့်မယ်ဟိုကျွန်တော်နားလည်ပါတယ်ဒီ transfer တစ်ခုရဲ့နဲ့ကျွန်တော်အတင်းကိုအကုန်လုံးနေရာဆုံးမြေလံပြစ်လို့တော့မရဘူးဒါပေမဲ့အဲ့လိုမရသေးတဲ့အောင်ဗျာဒီဒီ transfer မှာကျွန်တော်တို့ဒီအတင်းရဲ့ပြုပြင်ပြောင်းလဲ ရေးက65 80လောက်ထိတော့ပြီးတင်တယ်ပြီးလဲပြီးမှလည်းအဆင်ပြေမယ်ဆိုတော့အတင်းရဲ့ဘုတ်ဖွဲ့အနေနဲ့ဒီ transfer ကတော့တော်တော်လေးအလုံးရှုံမယ်တော်တော်လေးလည်းအလုံးလုံးနိုင်မှလည်းရမယ်သူတို့ကိုယ်တိုင်လည်းဒီလိုအလုံးလုံးနိုင်ဖို့ဒါနှစ်လလောက်တည်းကကြိုးပြင်ဆင်ထားတယ်ဆိုတော့အကောင်းဆုံးဖြစ်လာဖို့ရပဲမျှော်လင့်တယ်ဆိုတော့ကျန်တဲ့နေရာတွေကတော့ကျွန်တော်ထင်တယ်ကိုယ်စမနေရာကတော့အူနာနာထွက်ရင်တော့ကျွန်တော်တို့အတိရောက်နိုင်တယ်အူနာနာမထွက်ဘူးဆိုရင်တော့အရန်ကိုယ်စမလောက်ပဲရောက်မှာဘာလို့ဆိုတော့ဒီဘာရင်ဒါထွက်ဖို့ရတေချာတော့ရှိရဆိုတော့ကျန်တဲ့ကြာဒီနောက်တန်းကစားသမားတွေတို့ဝင်းဘက်ကစားသမားတွေအတွက်ကတော့သူတို့ budget ကို တော်တော်လေးပိုပါပဲသူတို့ခေါ်လိမ့်မယ်အနေထားမှာရှိမယ်လို့ပဲကျွန်တော်ကတော့မြင်တယ်ဆိုတော့ဒါ United ရဲ့ transfer နဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အမြင်ကိုပြောထားပါဘောဆိုတော့ကျွန်တော်ရဲ့အမြင်အရဆိုရင်တော့အတင်းက ဝယ်ဖို့ထက်ရောင်းဖို့ပိုင်းကပိုခက်မဲ့အတွက်ဒီဘုတ်အဖွဲ့အနေနဲ့အလုပ်တော်တော်လုပ်နိုင်မှာအရလိမ့်မယ်ဆိုတော့ညီကိုလိုအနေနဲ့ရောပြအသင်းအတွက်ဆိုရင်ဒါ Center Forward ကတော့ဒါညီကိုလိုလည်းမြင်ပြီးသားဖြစ်မှာပါယောခရက်ရဲ့ Better Osimhen ရဲ့ဒီနှစ်ယောက်ကအသင်းတော်ဆုံးပဲနောက်ဆုံးမရတော့ဆိုရင်တော့ဒါ Matida လောက်နဲ့ပဲသူတို့ဖြည့်သိမ်းနိုင်မယ်ဆိုတော့ Central Midfield တော်ဆိုရင်ရောဘယ်သူတွေကိုမြင်လဲကျွန်တော်ကတော့ Central Midfield ပါဗျာဟိုမြင်တဲ့ကစားသမားတွေကများပြီမဲ့ပြောင်းရွှေ့ခြင်းနဲ့ဒီ Market Value ရာမဖြစ်နိုင်တဲ့သူတွေကများနေတော့ကျတော့ကျွန်တော်ကတော့အရင်ကြီးမမြင်ဘူးခုနဒီလက်မိုင်းကင်မရာကိုတော့နည်းနည်းသဘောကျတဲ့အထင်မှာတော့ပါတယ်ဆိုတော့ညီကိုလိုအနေနဲ့ရောဒီ Central Midfield မှာဆိုရင်သဘောကျတဲ့သူတွေရှိလားညီကိုတို့ရဲ့အမြင်တွေကိုကျွန်တော်တို့ comment section မှာဝင်ရောက်ဆင်းနေသုံးသပ်ပြီးတော့ပါအောင်ကျွန်တော်တို့ရဲ့ Glory United YouTube channel လေးကိုချိန်နေတတ်တယ်ဆိုရင်လည်း like and subscribe လေးနဲ့အားပေးကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်